thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ဆေဟာနာသိမ့်မှုနဲ့အတူကျန်းမာရေးကဏ္ဍဖြတ်စည်းခံရပြီးရဲ့နောက်ကမ္ဘာမှာ HIV ကူးစက်မှုအသစ်များတွေ့ရှိရတဲ့နိုင်ငံ35ခုမှာမြန်မာနိုင်ငံပါဝင်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်အကျန်းဖက်စတဲ့ရဲ့ဆေဟာနာသိမ့်မှုနဲ့အတူကျန်းမာရေးကဏ္ဍဖြတ်စည်းခံရပြီးရဲ့နောက် HIV ကူးစက်ရောဂါအသစ်များတွေ့ရှိခဲ့တဲ့ကမ္ဘာနိုင်ငံတစ်ခုဖြစ်မြန်မာနိုင်ငံကအမှတ်တမ်းဝင်လာကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံမကြီးဦးကျော်မိုးထွန်းကထုတ်ဖော်ပြောဆိုပါတယ်ဇွန်လ16ရက်နေ့အမေရိကန်ပြည်ထော ောင်စုနယူးယောက်မြို့ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးမှာပြုလုပ်တဲ့ Declaration of Commitment on HIV AIDS အကောင့်တဲ့ပေါ်ဆောင်မှုနဲ့ HIV AIDS နိုင်ငံရေးကြီးညာစာရန်ကိုဆွေးနွေးရမှာကုလသမဂ္ဂဆိုင်ရာမြန်မာမျိုးနွယ်ကိုယ်စားလှယ်တမ်းမတီဦးကျော်မိုးထွန်းကအထက်ပါတိုင်ပြောဆိုလိုက်တာပါ၂021ခုနှစ်ဖေဖော်ဝါရီလမှာမတရားဆင်အာဏာသိမ်းမှုဖြစ်ပွားခဲ့ခြင်းကစပြီး HIV အစီအစဉ်များအကောင့်တဲ့ပေါ်ပေါ်ဆောင်မှုအတွက်နယ်ဆိုင်နှင့်စိန်ခေါ်မှုတွေဖြစ်ပေါ်လာခဲ့ကြောင်းဆင်အာဏာတိုင်မီလီနှစ်ကျော်ကာလအတွင်းဆေးအုပ်စုကအရှက်သားပြည်သူအပေါ်လေကြောင်းမှတဆင့်တိုက်ခိုက်မှုတွေနဲ့ပုံချေတိုက်ခိုက်မှုတွေအပါအဝ ါဝင်အခြားသောမစင်မကျင်တိုက်ခိုက်မှုတွေကျူးလွန်ခဲ့တာကြောင့်ဂျမ်းမိုင်းစောင်းရှောက်မှုအဆောက်အများပါဝင်စီးပညာနဲ့ဂျမ်းမိုင်းစောင်းရှောက်မှုကဏ္ဍတို့စိုးရွားစွာဖျက်ဆီးခံခဲ့ရကြောင်း၎င်းကဆိုပါရယ်မြန်မာနိုင်ငံမှာအဆုတ်နာယောဂနဲ့ငှက်ပြားယောဂတို့ပြင် HIV ကိုဦးစားပေးပြည်သူဂျမ်းမိုင်းပြဿနာတည်ရဖြစ်အတိမတ်ပြုထားကြောင်ကမ္ဘာပေါ်မှာဖြစ်ပေါ်နေတဲ့60ရာခိုင်နှုန်းသော HIV ကူးစက်ယောဂအသစ်များတွေ့ရှိရတဲ့နိုင်ငံ35ခုမှာမြန်မာနိုင်ငံကတနိုင်ငံဖြစ်ပါဝင်လာကြောင်မြန်မာနိုင်ငံရဲ့ဂျမ်းမိုင်းစောင်းရှောက်မှုစနစ်မှာအခွန်မြတာဖြစ်နေခဲ့ပြီး HIV ကူးစက်ခံထားသူများ များအနေနဲ့တောက်ဆေးထိုးဆင်းတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေခံစားခွင့်ရရှိစေဖို့အတွက်အလွန်အမင်းရုန်းကန်နေရကြောင်းတာမန်ကြီးကဆိုပါတယ်။ မြန်မာနိုင်ငံမှာရွေးကောက်ခံရတအစိုးရလက်ထက်မှာ HIB AIDS မပြောင်းရင်အတွက်မျှော်လင့်ချက်ရှိခဲ့ပြီးအစီအစဉ်များကိုမဟာဗျူဟာဌာနစွာနဲ့ပတ်ပေါင်းဆောင်ကုလုံအောင်ချမှတ်နိုင်ခဲ့ပြီးအစဉ်တိုင်းမှာပူပေါင်းဆောင်ရွက်မှုရှိရေးကိုလည်းစီမံခန့်ခွဲနိုင်ခဲ့ပါတယ်။ဒီလိုအပြုသဘောဆောင်တဲ့ရလတ်တွေကိုဖော်ဆောင်နိုင်ခဲ့တာနဲ့အမျှအခုလိုအစိုးဘက်ကြာစင်းနေတဲ့အခြေအနေကိုတွေ့မြင်နေရခြင်းကစိတ်ပြက်ပွင့်ဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါရင်းစေယုကွန်စုကမတရားသဖြင့်စစ်အာဏာသိမ်းပြီးချိန်ကစပြီးမြန်မာပြည်သူတွေကြုံတွေ့လျက်ရှိတဲ့ဖွံ့ဖြိုးတိုးတက်ရေးငွေကြေးစည်း ီးပွားရေးနဲ့လူမှုရေးဆုံးရွက်မှုတွေမှာအခုနှစ်မတ်လအတွင်းဖြစ်ပွားခဲ့ရင်ဖြန့်အားပြင်းကလင်းလှုပ်ခတ်မှုကြောင့်လည်းပုံမိုဆိုးရွားလာကြောင်း UNDP ရဲ့မြန်မာနိုင်ငံဆိုင်ရာနောက်ဆုံးစီရင်ခံစာအရစီးပွားရေးပုံမိုချက်ဖြစ်တဲ့ရန်ကုန်မြို့နယ်လူဦးရေထောက်ဝတ်တောင်းမှစီးရင်နွမ်းပါမှုနဲ့ရင်ဆိုင်နေရကြောင်းအခုကမြန်မာနိုင်ငံတဝန်ရှိပြည်သူ၃.၅တန်းအနည်းနဲ့နေရဲစွန့်ကွာနေကြပြီးပြည်သူတန်း၂၀ကျော်ကလူသားချင်းစာနာကူညီများလိုအပ်လျက်ရှိကြောင်းမြန်မာနိုင်ငံကဲ့သို့သောထိရှလွယ်ဖွံ့ဖြိုးတိုးတက်မှုအနိုင်ပါဆုံးဖြစ်တဲ့ နိုင်ငံတနိုင်ငံမှာ HIV ကူးစက်ထားသူများအပါဝင်လူနာများစုကမိမိတို့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးမိဖက်များထံမှအကူအညီများအပေါ်အကြီးမားဆုံးမိခွန်းနေရကြောင်းရန်ပုံငွေဖြတ်တောက်ခြင်းက၎င်းတို့ပေါ်မှာကြီးလေးတဲ့တည်ရမှုရှိပါကြောင်းတပ်အမှန်ကြီးကထောက်ပြပါရယ်။ မြန်မာနိုင်ငံမှာ HIV AIDS ကိုပြည်သူ့ကျန်းမာရေးချိန်ချမှုဖြစ်နေခြင်းကရပ်တန့်ဖို့မိမိတို့အနေနဲ့စေအုပ်စုမှလူသားချင်းစာနာထောက်ထားမှုအကူအညီများစေဝါထောက်ကူများကိုဆက်လက်နဲ့တပွဲအသုံးပြုနေခြင်းကိုဦးစားပေးရတဲ့အမှာဖြစ်ကြောင်းထို့နည်းတူစွာမြန်မာနိုင်ငံအတွင်းစစ်အာဏာရှင်စနစ်နဲ့မတရားစစ်အာဏာသိမ်းမှုတို့ကမြန်မာအကြမ်းတမ်းရဲ့အဓိကဆင်မြင့်ပြဿနာဖြစ်တာကြောင့်အဆိုပါစစ်အာဏာရှင်စနစ်နဲ့မတရားစစ်အာဏာသိမ်းမှုတို့ကိုလုံးဝအပိတ်ချုပ်ငြိမ်းစေဖို့လှုံ့ဆော်မှာဖြစ်ကြောင်းတမ်မတ်ကြီးကတိုက်တွန်းပြောဆိုပါတယ် ဒါအပြင်နိုင်ငံတကာအတိုင်ဝိုင်းနေတဲ့စေအုပ်စုပေါ်မှာခိုင်မာတဲ့ရင်းယူဆောင်ရွက်ချက်များချမှတ်အမှာဖြစ်ကြောင်း၎င်းရင်းယူဆောင်ရွက်ချက်ဒီမှာစေအုပ်စုထံကိုလက်နက်စီးဆင်းမှုနဲ့လင်းရင်စီးဆင်းမှုတို့ကိုဖြတ်တောက်ရေးလို့ပါဝင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရဂျမိုင်းဝန်ကြီးဌာနအနေနဲ့တိုင်းရင်းသားတော်လှန်ရေးဖွဲ့စည်းများနဲ့အခြားသောသက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်ဖွဲ့စည်းများနဲ့လက်တွဲပူးပေါင်းလျက်အများပြည်သူအသိပညာပေးရေးကိုမြှင့်တင်တဲ့လှုပ်ရှားမှုတွေအပါအဝင်မြန်မာနိုင်ငံမှာ HIV AIDS ပပျောက်ရေးအတွက် ဂျိုးပန်းဆောင်ရွက်လျက်ရှိကြောင်းတမ်မတ်စီဥကြောင့်မို့ထုံးကထည့်သွင်းပြောဆိုပါရယ်နောက်ထပ်တစ်ပုတ်အနေနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌလူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့80နှစ်ပြည့်မွေးနေ့ပွဲအခမ်းအနားကိုအဖွဲ့ချုပ်ကကြီးမှုကျင်းပမယ်ကြောင်းတင်ဆက်ပေးပါမယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌလူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့80နှစ်ပြည့်မွေးနေ့ပွဲအခမ်းအနားကိုအဖွဲ့ချုပ်ကကြီးမှုကျင်းပမှာဖြစ်ကြောင်းဇွန်လ18ရက်မှာအသိပေးကြေညာပါရယ် 2025ခုနှစ်ဇွန်လ19ရက်နေ့မှာကြာရောက်မယ့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌလူထုကောင်ဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့80ပြည့်နှစ်မွေးနေ့ပွဲခမ်းနားကိုမတရားဖမ်းဆီးခံနေရတဲ့လူထုကောင်ဆောင်ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံအကျဉ်းသားများအားလုံးလူမျိုးရေးအတွက်နီလန်ပေါင်းဆောင်အုံပြတိုက်ပွဲဝင်သွားမယ်လို့ဖော်ပြပါရယ်စစ်ကောင်စီကဂျင်းပပြုလုပ်မယ့်အတူရောင်ရွှေကောက်ပွဲကိုစတင်တိုက်ဖြတ်ပြီးပြည်သူလူထုဆန္ဒနဲ့ညီရတ္တီမင်းဆိုတဲ့တန်နိုင်ထံပြုချက်တွေနဲ့အညီမြန်မာစံတော်ချိန်မနက်9:00မှာဇွန်မှတစဉ်အမျိုးသားဒီမိုကရေစီ ဖွဲ့ချုပ်ကကြီးမူးကျင်းပပြုလုပ်သွားမယ်လို့ဖော်ပြပါရယ်ပြည်သူဆင်လွှဲအာဏာဖြစ်တဲ့2029ခုနှစ်ပါတီစုံထွေထွေရွေးကောက်ပွဲရလဒ်ကိုကင်ဆယ်လျက်ຫນွေဥတော်လိုင်းကြီးအောင်မြင်တဲ့အထိအကောင့်ထေပေါ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကထုတ်ပြန်ပါရယ် ဆက်လက်ပြီးမတူပင်မှာဖွင့်လှစ်ထားတဲ့ကိုတူကိုဒ်အကြောင်းတွေအတွက် Future Hope Foundation မှအကြောင်းသုံးပုံလေးစာအုပ်များထောက်ပံ့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ချင်းပြည်နယ်မတူပင်မြို့နယ်မှာပညာသင်ကြားနေတဲ့ဆရာဆရာမတွေနဲ့ကျောင်းသားကျောင်းသူများအတွက်စနစ်သက်ကျောင်းပုံလေးစာအုပ်များနဲ့ကျောင်းသုံးပစ္စည်းတချို့ကို Future Hope Foundation မှအမြင့်ပြင်မှာတွားရောက်ထောက်ပံ့ပေးရခဲ့တယ်လို့ ဇွန်လ16ရက်နေ့မှာထုတ်ပြန်ပါတယ်မတူပီမြို့နယ်မှာပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေကလမ်းပန်းဆက်သွင်းခက်ခဲခြင်းပုံနှိပ်စာအုပ်များဝယ်ယူမရခြင်းနဲ့ပုံနှိပ်စာအုပ်ဈေးနှုန်းမြင့်မားခြင်းတို့ကြောင့် Future Hope Foundation ကပေးခဲ့တဲ့ဇွန်လ1ရက်နေ့မှာမြေပြင်ကိုတွားရောက်ကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်းသိရပါတယ် အနာသိမ်းပြီးနောက်ပိုင်းမတူဘီမြို့နယ်မှာကိုတူကိုရာစနစ်နဲ့ကျောင်းတွေဆက်ဖွင့်ပြီးကလေးတွေပညာသင်ကြားနေပြီးမြဆရာဆရာမနဲ့ကျောင်းသားကျောင်းသူတွေကပုံနှိပ်ဆောင်လိုအပ်ချက်ကိုကြီးကြီးမားမားကြုံတွေ့နေကြရပါတယ်။ဆရာဆရာမတွေကပုံနှိပ်ဆောင်တွေကိုဖုန်းနဲ့တက်ပုံရိုက်ပြီးမှခက်ခက်ခဲခဲနဲ့ကလေးတွေကိုစာသင်ကြားပေးကြတာပါ။ဒါကြောင့်ကျွန်တော်တို့ဖွဲ့စည်းကမြေပြင်တည်ဆင်းပြီးပုံနှိပ်ဆောင်တွေကိုထောက်ပံ့ပေးခြင်းဖြစ်ပါတယ်လို့ Future of Foundation ရဲ့ပြန်ကြားရေးတာဝန်ခံမြို့သားတောင်ကသတင်းဌာနကပြောပါတယ်။အဲ့ဒီလိုထောက်ပံ့ရမှာ KG စာအုပ်ဘာသာစုံ30 grade 1ဘာသာစုံစာအုပ်30 grade 2အစုံ30 grade 3အစုံ30 grade 4အစုံ30 grade 5 15အုပ် grade 6 15စုံ grade 7 15စုံ grade 8 15စုံ grade 9 15စုံတို့ကို future hope ဖောင်ဒေးရှင်းမှထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ကျောင်းသားကျောင်းသူများပညာသင်ကြားရာမှာလိုအပ်တဲ့ white board တွေနဲ့ marker pen တွေကိုလည်းထောက်ပံ့ပေးခဲ့ကြောင်းသိရပါတယ်။မတူဘီမြို့နယ်တစ်ခုလုံးကလွတ်မြောက်နေမည်ဖြစ်တဲ့နောက်ပိုင်းမှာစစ်ဆောင်တွေလည်းနေရပြန်လာများပြီဆိုတော့ကျောင်းသားကျောင်းသူအရေးအတွက်ကလည်းရခင်ထက်ပိုများလာပြီးကျွန်တော်တို့ထောက်ပံ့တဲ့ကျောင်းသုံးဆောင်တွေကမလုံလောက်သေးပါဘူး။ကျောင်းသားကျောင်းသူတွေအားလုံးပုံနှိပ်စာအုပ်ကိုစင်ရစေခြင်းနဲ့ဒါကြောင့်နောက်တစ်ခေါက်ထပ်မံပေးရနိုင်ဖို့စီစဉ်ဆောင်ရွက်နေပါတယ်လို့ပြန်ကြားရေးတာဝန်ခံကဆက်လက်ပြောဆိုခဲ့ပါတယ်။ ကျောင်းသုံးပုံနဲ့စာအုပ်တွေကို Future Hope Foundation မှာတာဝန်ခံတွေကပေးအပ်ရာကျင်းရွာတာဝန်ခံပညာရေးဘုတ်ဖွဲ့တွေကအတီးတီးလက်ခံခဲ့တယ်လို့သိရပါဗျ။နောက်ထပ်တစ်ပုံအနေနဲ့ ERI တိုင်းမှာစစ်မှုတန်းစုဆောင်းခံရတဲ့လူငယ်တွေကိုအပတ်စဉ်၁၄ဖြစ်တင်နန်းများပို့ဆောင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ERI တိုင်းပသိမ်မြို့အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာစုဆောင်းထားရှိတဲ့လူငယ်တွေကိုပြည်သူစစ်မှုတန်းမှတ်စဉ်၁၄ဖြစ်ဇွန်လ၁၄ရက်ကတင်နန်းများကိုစတင်စီလုပ်ခဲ့တယ်လို့သိရပါဗျ။တိုင်းတွင်းမှာအဲ့ဒီမှာစုဆောင်းထားတဲ့လူငယ်နေရာကမ်းရှိပြီး ERI ရန်ကုန်ဘကိုးစတဲ့စစ်တပ်နန်းချောင်းတွေကိုစ စ်ကောင်စီမှလုံခြုံရေးရယူပြီးညနေပိုင်းမှာပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။ခုကပေါ်တာဆွဲခံရတဲ့သူရဲ့အုပ်ကြီးတွေကိုငွေပေးပြီးအခြားဒေသကငွေယူပေးလိုက်တဲ့သူရဲ့များတယ်လို့စစ်ကောင်စီတပ်နဲ့နှိစက်တဲ့သူတအုပ်ကပြောပါတယ်။ တင်းနဲ့တက်ရောက်မဲ့သူတွေကိုအေယာရီတိုင်းဝင်ကြီးချုပ်နဲ့စစ်တိုင်းမှုမှလာရောက်တွေ့ဆုံကြောင်းစစ်ကောင်စီပိုင်းမီဒီယာတွေကသတင်းထုတ်ပြန်ခဲ့ပါရယ်စစ်ကောင်စီမှတပ်သားလိုအပ်ချက်တွေများလာတာကြောင့်ပြီးခဲ့တဲ့မေလ16ရက်ကလည်းအပတ်စဉ်73ကိုစတင်တင်းနဲ့ပြေးခဲ့ပြီးတလမပြေးခင်မှာပဲအခုတင်းနဲ့အပတ်စဉ်16ကိုထပ်မံခေါ်ဆောင်ခဲ့ကြောင်းသိရပါရယ် ရခိုင်စစ်မှုရန်တနန်းတက်ရောက်ပြီးရှေ့တန်းမှာတည်ဆောက်သူများတဲ့အတွက်ထွက်ပြေးတင်းရှောင်သူတွေများတာကြောင့်ရက်ကွက်နဲ့ကျေးရွာတွေမှာအကြောင်းမကြားပဲခေါ်ယူခံရသူတွေနဲ့ငွေယူပြီးလူစားထိုးခံရသူတွေများပြားခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။